ခုကြည့်ပြုံးမှာတော့ဒီ chapter 4 disease and plants and animals တွေအပေါ့နော်တိရစ္ဆာန်တွေကိုကူးစက်နိုင်တဲ့လူသားတွေနဲ့တိရစ္ဆာန်တွေတတ္တဝါတွေကိုကူးစက်နိုင်တဲ့ယောဂါတွေကမလေးရီးယားဆိုရင်ငှက်ပြားယောဂါအကြောင်းရှင်းပြခဲ့တယ်။အဲ့မလေးရီးယားကိုဘယ်လိုကုသမလဲ။နောက်ခုကကျတော့ဒါကဘာလဲဆိုရင် preventing ဘယ်လိုကာဝယ်မလဲဆိုတဲ့အကြောင်းဒီအခုဗီဒီယိုမှာရှင်းပြသွားမှာဖြစ်ပါတယ်။ preventing malaria malaria ငှက်ပြားယောဂါကိုကြိုတင်ကာဝယ်ခြင်းအရှိမဘာလဲဆိုရင်ငှက်ပြားယောဂါဖြစ်လာရင်ကုသမယ်။ ။မဖြစ်ခင်ကိုလည်းဒါ save 30မှာ profile limited လို့မျိုးခုဒီမှာကျတော့အမ်အဲ့အကြောင်းတွေကိုအဓိကပြောသွားမှာပေါ့နော်။ကုသရဲ့အကြောင်းအဓိကပြောမှာမဟုတ်ဘူး။အဲတားစီရဲ့အကြောင်းကိုပဲအဓိကပြောသွားပါမယ်။ဘဲအာရှိကြပါတယ်တဲ့။ Three main three main ways to control malaria ဖီမေဝဲဆိုတာအဓိကနီလန်ဘယ်နှစ်ခုလဲ၃ခုရှိပါတယ်။တူကွန်ထရိုးထိန်းချုပ်ဖို့အတွက်မလန်ရီယာငှက်ဖျားယောဂါငှက်ဖျားယောဂါကိုထိန်းချုပ်ဖို့အတွက်အဓိကနီလန်၃မျိုးရှိပါတယ်။တိချက်က reduce ချော့ချမယ် the number of mosquito ဒါ negative လို့တက်လို့ရပါဘောနော်။ငှက်ဖျားယောဂါဘာလို့ငှက်ဖျားယောဂါဖြစ်စေတဲ့ငှက်ဖျားယောဂါဘယ်ကောင်တွေဖြစ်စေဆိုရင်ချင်းအားဖြစ်စေဟုတ်ပြီ။ချင်းရေတော့ကိုချော့ချဘာပြန်ပါလဲဆိုရင်ဂျားကန်တယ်ဆောင်ပေးလာတဲ့အကောင်တွေကိုချော့ချပြည်အဲဆိုရင် ဈာကံကောင်းမရှိတော့ရင်နှက်ပြားဖို့ဟာဖြားလာလို့မရတော့အဲ့လိုမျိုးပြောချင်တာပေါ့နော် avoid ရှောင်ရှားပါမယ်ဘီးရင်ပတန်ကိုက်ခံရဖို့ဘိုင်မော့စကီတို ခြင်ကိုက်မခံရအောင်ရှောင်ရှားမယ်ဟုတ်ပြီခြင်ရွတ်လည်းရှော့ချမယ်တစ်ချက်ခြင်အရှိနေသေးတယ်ဆိုပါလဲခြင်အကိုက်မခံရအောင်လည်းနေအောင်မယ်ဒါပါလဲဆိုရင်သူတို့တားအသေးဆောင်လာတဲ့ကောင်တွေကိုတားစီမယ်ရှော့ချမယ်နောက်တစ်ခုတဲဆောင်လာတဲ့ကောင်တွေမဝင်ရောက်လာနိုင်အောင်လည်းလုပ်မယ်နောက်တစ်ခု ဆေးဝါး use drug ဆေးဝါးတွေကိုအသုံးပြုမယ် to prevent the parasite infecting people to prevent ဆိုတာကကြားစီဖို့ the parasite နှက်ပြားတွေကို infecting people လူသားတွေစီကူးစက်တာကိုကြားစီဖို့အတွက် use drug ဆေးဝါးတွေကိုအသုံးပြုပြီးတော့ to prevent the parasites ဆေးဝါးတွေအသုံးပြု to prevent the parasite ဒီကပားကောင်တွေ infecting people လူတွေကိုကူးစက်ခြင်းကိုတားဆီးဖို့အတွက်အသုံးပြုပါမယ်အဲ့ဒါဥပမာအဖြစ်ဒီမှာဆိုရင်ဒီမှာသူပြောပြထားပါဘောနော် ဒါဆိုရင်အရှိမပြောခဲ့ profile related thread လို့မျိုးဥစ္စာတွေကိုဗါတဲ့အသုံးပြုမယ်အဓိက queenie globin လို့မျိုး propagate လို့မျိုး profile related thread တွေကိုအသုံးပြုရအောင်နော်မဖလိုခွင့်ရတော့မပါဘူးပေါ့ profile related thread တွေမှာအသုံးပြုရပါလဲဆိုရင်အဲ့တနေရာဒီ malaria အငှက်ပြားရောဂါဖြစ်လိဖြစ်တတ်ရှိတဲ့နေရာမှာသွားတဲ့အခါမျိုးအဲ့ဒီကခြင်နေအခက်ခဲရတဲ့အခါကျရင်ကိုယ်ကိုမကူးဆက်လာနိုင်တယ်မျိုးစီဝါရေအသုံးပြုပြပါဘောနော်ဒါနဲ့ပဲသုံးချက်ဘယ်တော့ချက်တော့ဒီခြင်ကိုလျှော့ချမယ် insecticide တွေအသုံးပြုပြီးတော့ဒီခြင်တက်တဲ့ဆေး အသုံးပြုပြီးတော့နောက်ခြေနေပေါက်ပွားနေရာကိုရှင်းလင်းပြီးတော့ခြေနေကိုလျှော့ချမယ်နောက်ပါတကိုင်းမခံအောင်နေဆိုတာကခြေနှောင်ထောင်မင်းနေမယ်အဲဆေးရည်ဖြန်းမယ်ပြီးအကာအကွယ်အဝတ်အဝတ်တွေအသုံးပြုမယ်ပေါ့နော် သူခြေထားရဲ့အကိုင်းမခံအောင်အဝတ်ရှည်တွေဝတ်တာမျိုးပေါ့နော်အဲလုံးလုံးကျော်ဝတ်တာမျိုးအဲ့ဒါမျိုးအသုံးပြုပြီးတော့ကာဝယ်ရပါတော့အဲ့ဒါကြောင့်ပဲခြေအကိုင်းမခံအောင်အဖိုက်ပိုက်ခြေအကိုင်းမခံအောင်ဒါစတောင်းပါတော့နော်ဒါသုံးချက်ပါအဓိကသုံးချက်ဖြစ်ပါတယ် ။ It is possible အဲ့ဒါဖြစ်နိုင်ပါတယ်တဲ့ 2k the insect vector ဒီပေါ့ဒီတည်ဆောင်လာမဲ့ insect account ဒီယောဂပိုတည်ဆောင်လာမဲ့ insect account insect ဆို insect vector ဆိုတည်ဆောင်သူတဲ့ insect ဆိုသူတည်ဆောင်သူကပါလေ insect ဖြစ်တယ်။အကောင်ကဘာလို့ပြောလဲ vector ပေါ့နော်တည်ဆောင်လာမဲ့ဒီ insect vector ဒီခိုးတက်တာကဖြစ်နိုင်ပြီးတော့ပြော break the transmission cycle ပြောပါလို့မလဲအဲ့တည်ဆောင်လာမဲ့အကောင်ကိုတက်ပြီးတော့ဒီ transmission cycle ကူးစက်တဲ့တန်နေရာကို ဂျက်တန်ဖြတ်စည်းဖြစ်ပါမယ်တဲ့အဲ့မှာချင်းနေကြအောင်ရှင်းပြတယ်မော့စကီတို၄တရာအက်ဒင်ဝါတာချင်းဆိုတဲ့အမျိုးချင်းတွေက၄တရာအက်ဒင်ဝါတာသူတို့ရဲ့ဥတွေကိုဒီဥကြပါလေအင်ဝါတာရေထဲမှာဥကြပါဟုတ်ပြီချင်းဆိုပါလေသူဥတွေကိုရေထဲမှာဥတယ်တဲ့လာဗင်းဒါကြာစပြီးတော့ချင်းကိုတိုက်ဖြတ်တဲ့အကြောင်းပြောနော်အင်ဆက်ဗတ်တာကိုတတ်မယ်အဲ့အကြောင်းပြောမယ်လာဗင်းဒီ ချင်အားဆိုလို့ရှိရင်ဟို sorry လာဗေးဆိုတဲ့ဒီအဲပိုးကောင်ပေါ့နော်ပိုးလောင်ပိုးလောင်ဒါလာဗေးလို့ဒါလာဗေးပိုးလောင်နေပိုးလောင်နေရဆိုရင် hash ပေါက်ပွားပါမယ်တဲ့အဲ develop ကောင်းတာအဲ့ပေါက်ပွားမယ် develop in water ရေမှာကြီးထွားရှင်တယ်မယ် bad breed အသက်ရှူပါမယ် app by came to the surface of sorry at မဟုတ်နော်ဒါပါလဲ ပပရီအဲလေယိုရှူပါမယ်တဲ့ by coming to the surface ညနေပြင်ပေါ်ကိုတက်ပြီးတော့လေယိုရှူရပါမယ်အဲ့ဒါဘာလဲဆိုတော့သူကလာဘေးကအခြေထဲမှာပေါက်ဖွားပြီးအကူလောင်ဖြစ်နေတော့ညာလဲသူကဘာလဲဆိုနောက်ချင်းဖြစ်လာမယ်တဲ့ကြောင့်သူကအောက်ဆီဂျင်ကိုပေါ်ရှူတဲ့တက်တော်ဖြစ်လာမယ်တဲ့ကြောင့်အောက်ဆီဂျင်လေယိုလို့တဲ့အဲဒါကြောင့်ဒီလာဘေးဆိုရဲဒီအသားလောင်းနေရာဘာမှပေါက်မလဲဆိုရင်ခြေပေါက်မယ်နောက်တစ်ခုဘာလဲ develop in water ခြေထဲမှာပဲကြီးထွားမယ်ဒီလိုပြန်ပြီးကြီးထွားလာမယ်ဒီအပေါက်ကလေးကနေပြန်ပြီးဥကနေကြီးထွားလာမယ်ပြော Fabri air by coming to the surface. Fabri ရဲ့လေကိုရှူမယ်။လေကိုရှူရပါမယ်။ဒါပေမဲ့သူကပါချိန်ဖြစ်လာမယ်ကောင်းပြည့်ကြောင်းလေကိုလိုအပ်တယ်လေကိုရှူရပါမယ်တဲ့။ရေထဲမှာနေမယ်ငါးရီလို့နေလို့မရဘူးပါလေ။အောက်ဆီဂျင်အလုံးလောက်လိုတဲ့ကြောင်းလေပေါ်မှာတက်ပြီးတော့တက်ရှူရပါမယ်။ By coming into the surface မျက်နှာပြင်ပေါ်တက်ပြီးတော့လေကိုရှူဖို့လိုအပ်ပါတယ်တဲ့။ point come is what co ဖြန်းနိုင်တယ် over the surface of the water အဲ GM ရဲ့မြေပေါ်မှာ co ဖြန်းနိုင်မှာ to make it possible ဖြစ်နိုင် to make it impossible မဖြစ်နိုင်မှုအတွက် form of you တို့ခြင်တွေအတွက်မဖြစ်နိုင်မှုအတွက် most you love ခြင်သားလောင်းတွေအတွက်မဖြစ်နိုင်မှုအမ်ဟာလေဟာအော် cube cube ဆိုတာကဘာလဲခြင်သားလောင်းနဲ့သားပေါက်တွေ ကျင်သားလောင်းဆိုတာကတော့အာလာဗေးကတော့သားလောင်းဖြစ်လာပြူပေးကြနည်းနည်းပို့ပြီးအကောင်ကြီးတာအကောင်နေပေါ့နော် to breathe အသက်ရှူဖို့ impossible မဖြစ်နိုင်ဘူးအတွက်ဟုတ်ပြီပြောရမယ်ဆိုရင်ကျင်သားလောင်းနဲ့သားကောင်နေအတွက်အဲသားကောင်နေအတွက်အသက်ရှူဖို့အတွက်မဖြစ်နိုင်အောင်အသက်ရှူမဖြစ်နိုင်ဆိုအသက်မရှူနိုင်အောင် impossible ဆိုအသက်ရှူဖို့မဖြစ်နိုင်အောင်ဘာလို့မလဲဆိုလို့ရှိရင် why can be stress CO ဖြန်းနိုင်ပါတယ် over the surface of the water ရေကိုဖျန်းနိုင်မှာဘယ်လိုလုပ်ဖို့ဘာအဲ့ဒါရေကိုဖျန်းတာဘာလုပ်ဖို့လဲဆိုရင်ဒီသားလောင်းတွေခြင်သားလောင်းတွေသားပေါက်ကောင်တွေအသက်မရှင်နိုင်ဖို့အတွက်အသက်ရှင်ဖို့ခက်မဖြစ်နိုင်ဘူးဗျဒီအသက်ရှူဖို့မဖြစ်နိုင်ဘူးအတွက်အဲ့ဒါဒီမှာဆိုသူပုံမှန်ပြထားရပါတော့သူစီကိုဖျန်းလိုက်တယ်စီကတော့စားစီရောမဟုတ်လားဘူးနော်ရေနံစီလိုမျိုးစီဖြစ်မယ်စီကိုဖျန်းလိုက်တဲ့အခါမှာမျက်နှာပြင်ကိုဖျန်းလိုက်ဖျန်းလိုက်တဲ့အခါမှာခြင်သားပေါက်နဲ့သားကောင်တွေကအပေါ်ကိုလာပြီးတော့အသက်ရှူပင်မယ်စီရတစ်ထပ်စီဆိုတာအများနဲ့ပါလေရေပေါ်မှာပဲရှိရပါတော့ဒီပေါ်မှာရှိရတဲ့အတွက်ကြောင့် ဆီယာပေါ့တယ်အဲကြောင့်ဒီဘောမှာရှိတဲ့အတွက်ကြောင့်သားလောင်းနေလာပြီအသက်ရှူရခါကြလို့ရှိရင်အသက်ရှူလို့မရတော့ဘူးဗာလေဆီယာတစ်ထက်ခံသွားတယ်ဆီယာတစ်ထက်ခံသွားတယ်ဆီယာတစ်ထက်ခံသွားပြီးတော့ချင်းနေကောချင်းဖြစ်မဲ့သားလောင်းသားကောင်းနေအသက်မရှူနိုင်တော့အသက်မရှူဘာဖြစ်မလဲဖေးပါပဲနော်အဲဆိုသားလောင်းသားကောင်းနေတက်ပြီးသားဖြစ်သွားပါမယ်မက်ရှက်ချောင်းပုတ်တီကမ်မီအော်မက်ရှက်ကမ်မီဒရိန်းမြက်ချက်ဆိုတာမြောင်းပုတ်တီပေါ့နော်မြောင်းပုတ်တီဟုတ်တယ်ကမ်မီဒရိန်း ရှင်းပြရမယ်၆တွေ့အောင်ပြုလုပ်ရပါမယ်အော်စီးစင်းစေရပါမယ်ဗျာနော်ဒီကမြောင်းပုတ်တီကိုသူကအဝေးကိုစီးစင်းသွားအောင်လုပ်ရမှာနော်ရေတန့်ဖြစ်သွားအောင် vegetation clear ဒီခြုံပုတ်တီကိုလည်းရှင်းလိုက်ရမှာဒါက vegetation ဆိုတာသွားဟိုသင်းသင်းရွက်စိုက်ပြုံးပင်တွေကိုပြောင်းဖို့ပါလဲဆိုရင်ဒီခြုံပုတ်တီပေါ့နော်မလိုအပ်တဲ့အပင်တွေကိုလည်းရှင်းလင်းပေးရပါဒါဆိုရင်စီဖြန်းမယ်ဒီမြောင်းပုတ်တွေကိုလည်းဒီလိုမြောင်းပုတ်တွေကိုလည်းမလုပ်မလဲဆိုရင် ဒီမြောင်းဖို့ဆိုတာဗာလဲဆိုရင်အဓိကဗာလဲ standing water ရေညိနေရောเนาะရေစီးဆင်းမှုမရှိရဲ့ရေကိုအဓိကကမတ်ရှက်ဆိုတာအဲ့လိုမျိုးပြောချင်တာဗောစီးဆင်းမှုမရှိဘူးရေသေးတွေဖြစ်နေရောသူကဗာလဲလို့ရေစီးဆင်းအောင်လုပ်ပေးမယ်ရေစီးဆင်းနေဗာလဲချင်အားအဲ့မှာမရှင်နေနိုင်ဘူးရေကအဲ့လိုမျိုးဗောအိုင်နေမှာရေကအိုင်မီညိနေဆိုမှချင်ညာသူ့ရဲ့ဥတွေကိုပို့နိုင်မယ်အဲ့မှာစေးစေးတို့ကပေါက်ပွားနိုင်ဘူးเนาะတကယ်ရေကမညိနေဘူးဆိုလို့ရှင်ချင်နေတေချာအဲ့မှာဥဥမဥနိုင်ဘူး ပြောသူတို့ရဲ့ဥရရာလည်းအဲ့မလန်းတခြားမှာအကောင့်တွေဘာနေတက်စုသွားပါဘောနော်အဲ့လိုဖြစ်သွားတယ်ဒီအဲ့ကြောင့်ပါလေအချင်းတွေတက်မရှူအချင်းသားပေါက်တွေတက်မရှူနိုင်အောင်ချင်းသားပေါက်တွေသားလောင်းတွေတက်မရှူနိုင်အောင်စီဖြန့်ပြီးသူတို့မနေနိုင်အောင်သူတို့ဥမပေါက်နိုင်အောင်အာဒီမြောင်းပုတ်တွေကိုစီစင်းနိုင်အောင်လို့ပြီး vegetation ဒီရေတွေ body ပေါ့ချုံပုတ်တွေကိုရှင်းလိုက်ရပါမယ်ဒါချင်းနေမှာဖုံးသွန်အဲကျောင်းနေမှာပြောဖုံးသွန်လဲစစ်ဆိုရဲဟာမျိုးတူတူပဲပေါ့နော်2 biological control ဒါတဘာဝပိုင်းဆိုတဘာဝနဲ့အပြင်မှာဖြစ်တဲ့ဟာကိုအဓိကပြောသွားတာ။ဒါဖုံးစုံလဲဆရာအိမ်မှာဖြစ်တဲ့ဟာအဓိကပြောသွားပါဘူးနော်။တူပါလိကယ်ကွန်ထရိုးအဲဇီဝမရနီးရထင်းချုပ်တဲ့နီလန်းနှမျိုးဘာမက်ရှားဆိုတာလေဒီလိုရအောင်နော်။တူပါလိကယ်ကွန်ထရိုးမက်ရှားမက်ရှားဆိုတာကနီလန်းလိုမျိုးပဲဝေးလိုမျိုးဆိုတာအသေးပဲရအောင်။တူပါလိကယ်ကွန်ထရိုးမက်ရှားအဲဇီဝမရနီးရထင်းချုပ်တဲ့နီလန်းနှမျိုးပါတော့တဲ့။ That can be used အဲ့ဒါကိုလည်းအသုံးပြပါသေးတယ်။အဲ့လိုဇီဝမရနီလန်းနဲ့အသုံးပြတဲ့ ဇီဝဗေဒနီးရထင်းချုပ်တဲ့နီလန်းနှမျိုးကိုအအအအအတုံးပြတဲ့နီလန်းနှမျိုးကိုကျတော့အောက်မှာပြတာ stalking phones ပါ stalking phones ဆိုတာ stalking phones ဆိုတာဘာလဲဆိုရင် stalking ဆိုတာကအစိုက်ပြိုးတာအဓိကပါစိုက်ပြိုးတာမဟုတ်ပါလေဝင်းမြူရေကန်နေ irrigation အာ irrigation ဆိုတာဘာလဲဆိုရင် sorry နော်မေးသွားလို့ irrigation ဆိုတာက ပြောင်းရလဲလုပ်ချက်ကြီး application ကိုမေ့ပါအာ application ဆိုတာကလည်းသူကအာဒီမွေးမြူရေးလိုမျိုးပေါ့နော်ရေနဲ့ပတ်သက်တဲ့မွေးမြူရေးဥစ္စာ dry or sorry application application ဟိုကကြတော့ဒီမြောင်းမိုးစနစ်တွေရေရေစနစ်တွေပေါ့နော်နောက် drainage dishes drainage dishes ကလည်း application အာ sorry 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 irrigation ဆိုတာကသူကဆယ်မြောင်းတာတမန်လိုမျိုးပြောတာပေါ့နော်ဆယ်မြောင်းတာတမန် irrigation ဆိုတာဆယ်မြောင်းတာတမန်နေနောက် ို့ဆိုရင် तू ကဆယ်ပြောင်းသားမှန်ကနေစေလွတ်လိုက်ရေတွေရှိရင်တော့ဘာလို့ဆိုရလဲဆိုတူမြောင်တူမြောင်တော့မဟုတ်ဘူးဗါလဲအာရေရာမြေတွေအတွက်ကိုလေဆယ်ပြောင်းသားမှန်ကနေအဲ့လိုရေတွေရေလွဲစနစ်ရေလွဲစနစ် sorry sorry ရေလွဲစနစ်ရေလွဲစနစ်တွေရှိအဲ့ရေလွဲစနစ်တွေကိုတဲ့အဲ့ရေလွဲစနစ်တွေရှိရယ်ဆယ်ပြောင်းသားမှန်ကနေရေလွတ်လိုက်တဲ့စနစ်တွေဒီကအဲ့ဒါကိုလေအာအဲ့တော့ဆယ်တွေနဲ့ပတ်သက်တာပေါ့နော်အဲ့လိုမျိုး training dishes ဆိုတဲ့ဒီ ရှည်စီးဆင်းတဲ့ဥစ္စာတွေပေါ့နော် dishes ဒီကဘာလို့ပြောမလဲဆိုတော့ဒါဆင်ရောက်တတ်မှန်နဲ့ပတ်သက်တဲ့ irrigation and drain dishes ပေါ့နော်ဒီကောင်တို့ကတွဲနေတယ်တော့ပြောလို့ရတယ်ဆင်ရောက်တတ်မှန်နေနောက်ဆင်ရောက်တတ်မှန်နေရေလွဲစနစ်ဟုတ်ပြီဟုတ်ပြီဒါရေလွဲစနစ်နဲ့နောက်ဆင်ရောက်တတ်မှန်နေပေါ့နော်အဲ့မှာဆိုလို့ရှိရင်သူက stocking ponds နောက်တစ်ခုကပထမတစ်ခုကကြတော့ stocking ponds ဒါကမွေးမြူရေးကန်နှစ်ကြတော့ဗါလဲဆင်ရောက် irrigation and drain dishes ဆင်ရောက်တတ်မှန်နေရေလွဲစနစ်တွေအဲ့မှာရေတွေကရှိနေအောင်ရေရအဲ့မှာအိုင်နေနိုင်တယ် နောက်တစ်ခုအာသာဖာမန်နဲ့ပေါ်ဒီဆိုဖာတာ အခြားသောရေးသေးဖာမန်နဲ့ဆိုတာတရှိနေတာပေါ်ဒီဆိုတာကရေပမာဏကိုပေါ်ရေပမာဏအများဆိုပေါ်ဒီလို့ပြောတယ်ရေပမာဏဒုတိယမြန်မြန်ရှိနေတဲ့နေရာမျိုးမှာတဲ့ quick fish ငါးအဲ့ဒါ fish fish ဘယ်ငါးတွေရှိစေရပါမယ်ထုတ်ပြီးဖာငါးလေအဲ့ငါးဘာလို့လဲ fish fish on mosquito larvae အဲခြင်သားပေါက်တွေစားနိုင်တဲ့ငါးမျိုးတွေတဲ့ငါးမျိုးတွေ ਨੇ ရှိစေရပါမယ်တဲ့အဲ့ဒါကနီလန်းတစ်မျိုးဘာဆိုရင်ဒီနီလန်းကဘမာသုံးလဲဆိုရင်ဗျာရေအိုင်အကြီးတွေဖြစ်နေတဲ့နေရာမျိုးနောက်တစ်ခုအီဟိုင်အကြီးကြီးရဲ့ရေသေးတွေဖြစ်နေတဲ့နေရာမျိုးဒီဝင်းမြူရေကန်နောက်တစ်ခု irrigation ဆိုတော့အရေလွဲစနစ်တွေနောက်တစ်ခု drainage ditches ဆိုတော့ irrigation နဲ့ drainage ditches ရေလွဲစနစ်နဲ့ဆင်မြောင်းတာတမန်တွေနောက်တစ်ခုအဟောပြီးနောက်တစ်ခုကကြရေသေးတွေပေါ့နော်အဲ့မှာဘာငါးမျိုးတွေ ਨੇ ရှိနေစရာမလဲရှင်ချင်းသားပေါက်တွေကိုစားတဲ့ ငါးမျိုးအနေနဲ့ရှိရမယ်။အဲ့ငါကိုဘာလို့ခေါ်လဲဆိုရင်ဥပမာ mosquito fish cambodia affinis ဒါ cambodia ကိုကြတော့ကြောင်ရရတခုတာ affinis ကိုလည်းကြောင်ရရကြောင်တခုတာ mosquito fish ချင်းငါချင်းငါပဲချင်းငါရရှိဆိုချင်းစားငါပေါ့နော်ချင်းငါအဲ့ချင်းငါ can be cambodia gn အခုအတန်အတွက်အမှန်ပါပါ can who sia မမှန်လည်းကို phonetic နဲ့ပေါ့နော်ကျွန်တော်လည်းသိမသိ affinis phonetic ကောင်းတဲ့သူရဲ့ ထားလိုက်ကြပါတော့ဂမ်ဘူစီယာကျွန်တော်အလွယ်မှာ GN Gam B ကိုကိုကဆိုင်စီယာဂမ်ဘူစီယာ Affinis အဲ့ငါငါမျိုးပေါ့နော်ဒါလည်းမှန်အောင်ရေးပေးပါအဲ့ဒါအစမှတ်ရအောင်ဆုံးရစမှာ90000တောင်လောက်ပေးပါရနော်ဒါမျိုးတစ်ခုရှိရာစာမှာဘာမှမရဘဲနဲ့အဲ့ဂမ်ဘူစီယာ Affinis ရေးထားလို့ဆုံးရစမှာ90000ဆိုပြီးတော့မတွက်ပါနဲ့နော်ဘာလို့ဆိုတာပါလဲအတိကျပါတိကျရအောင်ချက်အတိကျရအောင်နော်အဲ့ဒီငါချင်းငါကိုအဲ့လိုနေရာမျိုးမှာ ထားရှိတည်ပြီးတော့ သားရှိစေရဲ့နီလန်ပေါ့နော်နောက်တစ်ခုကဒါကတော့ဗာလဲဆိုရင်လည်းဒါရတော့ဗာလဲဆိုရင်ဒီပေါ့ရေကန်နေငါးကန်နေမှာဒီကန်နေမှာပေါ့နော်ဗာလို့လဲဆိုရင်ဒီချစ်စားငါးလေးတွေမွေးထားပြောဒီပေါ့နေစားတော့တယ်စားပြောထားအောင်နော်ဒါဆိုလည်းအာပဂျီဝလာပဂျီယာရဘယ်လိုမျိုးပေါ့နော်အသက်ရှင်နေဆွဲအကြောင်းဒီမှာရှင်းပြပြရအောင်နော် လာပေးတယ်အားတဲ့ ibacteria တွေစားပြီးလာစတိုဆစ်ဖြစ်တယ်ဒါနောက်တနည်းပါအပါသေးခေါ်ထားနောက်တစ်ပိုင်းမှာပါရဟာနော် bacteria 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 တွေကိုထည့်လိုက်တာသူက bacteria တွေထည့်လိုက်တယ် bacteria တွေထည့်လိုက်ပြီးတော့ bacteria တွေကလာပေးတယ် bacteria စားတယ်ဒါပေမဲ့အဲ့ bacteria မှာအစိတ်ပါရဲ့အတွက်ကြောင့်ပါလေ space အစိတ်ပါရဲ့အတွက်ကြောင့်သူတို့ ready စားလောင်းကောင်တွေအတွက်အန္တရာယ်ဖြစ်စေပြီးအကောင်တွေပြီးပါအောင်ဟုတ်ဒါဒီမှာပါတာအောင်ပါဆိုတော့လေသူကဆက်ပြောတာပါ separary ဆိုတာတဲ့ပုံမှန်နည်းနည်းဆက်ထားတာတန်းပါလေ swearing swearing ဆိုတာကသူကဗာလဲဖြန်းတာ operation operation ဆိုတာကဗာလဲဆိုရင်အာသူကပေါ်ဆက်ထားတာဗောနော် operation ဆိုတာပြင်ဆင်ပေါ်ဆက်တာ container အဲ့မှာပါဝင်နေတယ်အဲ့ပြင်ဆင်ပေါ်ဆက်တာဟာကိုသူကဖြန်းမယ်ဖြစ်ပြင်ဆင်ပေါ်ဆက်ထားရမှာပါပါဆို bacteria bacillus Jurisdictions Basileus ဆိုတာကသူကလက်ချောင်းသားပေါ့နော် Basileus Jurisdictions သိပ္ပံနာမည်တော့သိချာကျက်စီချင်တယ်ပေါ့နော်အာသူကနည်းနည်းလေးထူးဆန်းတယ်ပေါ့ Bacterian အမ်ဘာဆို Basileus Jurisdictions တချောင်းသားတချောင်းသားအဲ့ကောင်တွေကဘာလို့လဲဆို Which key တတ်ပါတယ် Mosquito ဒါပဲပေါ့ Tosis မဖြစ်စေဘူးလို့ပြောတာချောချင်းလာပေးတွေကိုတတ်ပါတယ် is not tosis to other forms of life အခြားသောအာ 好，啊、呃，大大方方了，一、欸、切都得先不话聊了，都阿爸嘞，生意不撇是吧？我嘞，还所以都阿。 ဒီဘက်တီးရီးယားတွေကိုသူကထည့်လိုက်တယ်ပေါ့နော်ဘက်တီးရီးယားကဒါမှမဆိုနူအိုဒိုက်ရိုက်တော့မဖြစ်စေဘူးဒါပေမဲ့ဘက်တီးရီးယားထည့်တဲ့အခါမှာဘက်တီးရီးယားတွေပဲကိုဘက်တီးရီးယားတွေကပေါ့နော်ဘက်တီးရီးယားဒီအကောင်တွေကိုမဖြစ်လဲဆိုလို့ရှိရင်ဟောဆိုရင်ဒီဘက်တီးရီးယားပြည့်စုံတဲ့အခါမှာလေမော့စကီတိုလာဗီတွေကိုတတ်တယ်တတ်ပြီးတော့တခြားသောကောင်တွေတခြားပေါ့နော်လူတွေတက်တော်တွေတော့အနိုင်မဖြစ်စေဘူးတဲ့ဘမစီမော့စကီတိုပဲသူကတတ်တာပေါ့နော်ဟုတ်တယ်ပရိယာရအလုံးသိငယ်ရဲ့အတွက်ကြောင့်ဒီမော့စကီတိုတွေကိုပဲသူကပြင်လိုက်မော့စကီတိုတက်တဲ့ခြား က်ရှိရောပြဿနာမဖြစ်စေဘူးเนาะခေါ်ရပါတယ်သို့တော်ညာလဲမော့စကီတိုချင်းနေရဝယ်လေး at ဝယ်လေးတရား at in any small petal of poo ချင်းကဘာလို့နိုင်ဆိုဝယ်လေး at ဝယ်လေးတရားသူ့ရဲ့ဥတွေတရား at သူ့ရဲ့ဥတွေလေးဥနိုင်ပါတယ် in any small petals of poo in small petal တင်းငယ်တဲ့အဲဘယ် any ဘယ်မင်းမင်းတို့တော့မဆိုးဘောနော်တင်းငယ်တဲ့ရေကန်တေးသေးလေးပူးနဲ့ဖတ်တယ်အတိတ်တော့မကွာတော့အော်နဲ့ရေတာရေကန်တေးသေးလေးတော့မဟုတ် ။အဲရေကတင်းတင်းလေးကိုလည်းပူးပေါ့နော်။အဲအဲ့မှာမစို့ဥနိုင်တဲ့အတွက်ကြောင့်တဲ့အဲ့လိုဥနိုင်ရန် wish mate ပြုလို့စီပါအဲ့တို့ရော impossible မဖြစ်နိုင်ဘူး to completely eradicate 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 ဆိုတာအပိသက်တုတ်တင်နှိမ်နှင်းမှုပေါ့နော် completely လုံးဝအပိသက်တုတ်တင်နှိမ်နှင်းမှုဆိုတာမဖြစ်နိုင်ပါဘူးတဲ့ဆိုတော့ပြောချင်တာကဘာလဲဆိုရင် GI နေရှိတယ် GI ကြီးနေရှိတယ်အဲ GI နေအများကြီးအဲ့မှာဟာတွေ့လို့ငါကွာတွေ့လို့ဟောနော်အဲ့နေရာမှာဟာအဖွဲတွေကလာပြော့သူတို့ဟောနော်ချင်းနေနေလောက်ဝါးသိုးတော်ညားလေတခြားနေရာလေးမှာရေလေးနည်းနည်းလေးအိုင်နေရင်တော့မားတဲ့သူကချင်းကပောက်ခွားနိုင်စွမ်းရှိတယ်တဲ့အဲ eradicate သူကဘယ်လိုမျိုးသူတို့တုတ်တင်လို့မရ breeding site သူတို့ရဲ့ပောက်ခွားနေရာတုတ်တင်လို့မရပါဘူးဘာလို့လဲဆိုတော့ချင်းကရေနည်းနည်းလေးရှိတဲ့နေရာမှန်သမျှအကုန်လုံးမှာသူကပောက်ခွားနေအဲ့ကြောင့် ရှင်းမြနေရတယ်လိုက်ပြမလုံနိုင်အောင်ဟိုဆိုဒီမှာလူပေါ့နော်ဒီမှာလူပေါ့အဲသာလူပေါ့လူကဟိုဟိုအဲဒီကဒီမှာနေရရအများကြီးချင်းတဲ့နေရပေါ့လေအများကြီးပြတော့ဘလို့မှလိုက်ပြဖြည့်ရှင်းလို့မနိုင်ဘူးဆိုတဲ့အကြောင်းဆိုရှင်းပြ especially အဓိကအားဖြင့်ဘယ်အချိန်မျိုးမှာလဲဆိုရင် in the rainy season မိုးရတယ်မှာတဲ့ဟုတ်ပြီလေကြောသူမိုးရရင်မှာမိုးရရင်မှာရှိသမျှနေရာရအများကြီးဟိုနေရာလေတော့ညနေလူရအများကြီးဆိုပုံမှန်လေးဖြစ်ဒီမှာလေးဖြစ်လိုက်မရှင်းနိုင်ဘူးတဲ့ mosquito တွေကပါလေကြိုက်တဲ့နေရာ small pool တွေမှာကြိုက်တယ်လို့သူကနေရာလေးနည်းနည်းလေးရှိရတယ်သူကပေါက်ွားနိုင်တယ် heavy rain create account less size ဒီမိုးရွာတာဒီရေဝတ်တဲ့နေရာအများကြီးဖြစ်စေတဲ့အတွက်ကြောင့်ဒီမှာပါလေလူတွေကလိုက်ပြီးတနေရာချင်းစီလိုက်ပြီးမလုံနိုင်အဲ့ကြောင့်သူတို့ရဲ့ဘယ်ပေါ့ပေါက်ွားတဲ့နေရာကိုတော့ဟိုမှာပြောအလွန်ကြုံပေါက်ွားတဲ့နေရာအရင်ကြီးမားတဲ့နေရာတော့ဖြည့်ရှင်းနိုင်တယ်ဆိုတော့နည်းနည်းနည်းလေးချင်းကြာတော့လိုက်ပြီးတော့သူတို့ဟိုတဲ့ဒီခဏနီးလန်းနေနဲ့လိုက်ပြီးတော့မတုံးနာမျိုးမလုံနိုင်ရှင်းသမ ्या နေရာငါးရက်အကုန်လိုက်ထည့် အဲရေးသေးသေးလေးမှလည်းငားရပြီလို့ရှင်ပါမရှင်းနိုင်ဘူးလေချင်းရညာဘယ်ဘက်တီးရီလိုက်ခဲ့အများကြီးပဲမိုးရည်ဆိုညာထဲမှာရေရှိနေအဲ့ကြောင့်ဘက်တီးရီဘလို့မှလိုက်မဖြစ်နဲ့အဲ့လိုမျိုးပေါ့နော်မဖြစ်နိုင်ဘူးတဲ့သူရင်ပွားပွားနေအောင်လုံးဝရှင်းပြဖို့တော့မဖြစ်နိုင်အဲ့ဒီအတွက်ကြောင့်နောက်တစ်ဆင့်လာဘာလဲဆိုရင်ဒါသူတို့ရဲ့ပေါက်ဖိုင်းနေရာတွေကိုတက်နိုင်ဆုံးတားဆီးပြီးတော့နောက်တစ်ခုချက်မှာကိုကိုကိုကာကွယ်တဲ့အခြေအနေမျိုးရောက်လာအောင်နော် best protection အကောင်းဆုံးသောကာကွယ်ခြင်း against malaria မျက်ဖျား ဟိုတိုက်ခိုက်ဖို့အတွက်အကောင်းဆုံးသောကာကွယ်ချက်ဆိုရင် is to protect a fight အာရှောင်ရှားခြင်းပဲဖြစ်ပါဘီးပတန်အကိုက်ခံရတာကိုရှောင်ရှားခြင်းပဲဖြစ်ပါတယ်တဲ့ people are advised to sleep အလူတွေက advice အကြံပေးခံရပါတယ် to sleep beneath mosquito nest ချင်းနာအောင်မှာအဲ့ပေါ်အကြံပေးခံရဟုတ်တယ်လူတိုင်းပြောလေအဲ့ရင်ချင်းအောင်နဲ့ထောင်အဲ့အဲ့ရင်ချင်းအောင်အောင်ဆိုတာငါးပြောင်ပြပါလေချင်းနဲ့ပတ်သက်တဲ့ယောဂါဖြစ်မှာစိုးလို့ဆိုပါလေ protection မှာပထမဆုံးပါလေဆိုရင် advice လောက်တာ advice လာတာပါညွှန်ကြားကြတဲ့ အကြံပေးကြရပါလဲဆိုရင်အကြံပေးခင်ပါလေ to sleep beneath mosquito net ချင်းအောင်အောင်မှာအဲ့ဒီ insect repellents ကိုပြန် use တယ်လို့ကျန်နေတယ်နော်တရားလေးပြန်ကြည့်ပါတော့ဒီမှာမှာ reuse ကျန်နေတယ်မှာဒီမှာကြောက်ရဲသူကဒီမှာကြောက်ရဲဒီမှာပြန်ရေးတာ use repellent repellent insect repellent ဆိုဒီမှာ use ကျန်နေတယ် sorry 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 use the insect repellent insect repellent ဆိုတာက ဒါချင်မလာအောင်ချင်ညိုကာဝဲပစ္စည်းဥပမာဆိုရင်ချင်စေးလိုမျိုးဟာမျိုးတွေပေါ့နော်တန်နိုင်တဲ့လောက်ဖြန်းဒါမျိုးတွေကိုသူကလောက်ပါမယ်ဒါဆိုရင်ချင်အောင်ထောက်မှာအဲ့ချင်အောင်အောက်မှာအဲ့နောက်တစ်ခုချင်စေးချက်တက်နိုင်တဲ့လောက်ဖြန်းပေါ့နော် shocking shocking ဆိုတာကနှစ်တာမော့စကီတိုနဲ့ချင်အောင်တွေပေါ့နော် insecticide insecticide ဆိုတာဒီပိုးမွားတွေကိုအာကာကွယ်တဲ့ဥစ္စာပေါ့နော်အေးမြန်မာမြန်မာလည်းအဲ့အရာကြီးပေါ်ခဲ့ရပေါ့နော်ဘာလို့ဆိုရင်ချင်မလာအောင်လုပ်တဲ့အဲဆေးကိုပေါ့နော်ဒီ စိန်တာပေါ့အရန်အနံ့ပြင်းထန်ရေပေါ့နော်အဲ့ဒါထဲ every 6 months 6လတခါတဲ့စိန်ရပါမယ်တဲ့ has been shown အဲ့ဒါအရန်ဟိုပေါ့ဆိုပါမယ်ချင်ကြိုက်တဲ့နေရာအရန်ပြင်းထန်နေရာမှာလောက်တာပေါ့နော် has been shown အဲ့ဒါကတဲ့အဲ6လတခါ channel 6လတခါဒီပင်စတိစားပိုးသက်စေးနဲ့တူအောင်နော်ပိုးသက်စေးနဲ့တူတယ်သူကဘာလဲဆိုရင်သူကချင်းနေမလာအောင်6လတခါ ဒီပေါ့ချင်မလာတဲ့ဆေးပေါ့နော်အဲ့ဒါကိုဒီချင်အောင်နဲ့စိမ့်မယ်ဆိုရင်ねစိမ့်တဲ့ဟာရ heavy show ပြတ်တာ to reduce short ချဖို့အတွက် mortality from malaria မှတ်ဖြာဘာယောဂါကနေ mortality သေဆုံးသောအရေးအတွက်ကို short reduce short ချဖို့အတွက် heavy show တော့လုပ်ရပါတယ်ဘာလဲဆိုရင်6လတခါဒီချင်အောင်တွေကိုသူကစိမ့်ညာမျိုးချဒီ insecticide ပေါ့နော်ဒီ ဒီချင်မလာတဲ့ဆီမှာစိန်နာမျိုးလောက်ရပါတယ်တဲ့ဒါဆိုရင်ငှက်ဖျားအကြောင်းသိဆုံးတဲ့လူတွေကို short ချဖို့တာဒီချင်အောင်မှာဒါဒီဒီဘောကျမ်းမာရေးဌာနတွေလောက်ကြတာမျိုးရှိရပါတော့။ဒါရန်ငှက်ဖျားရောက်အရင်ဖြစ်တဲ့နေရာမှာသူလောက်ကြနေရှိတယ်။ဒီငှက်ဖျားအကြောင်းသိဆုံးတော့ short ချဖို့အတွက်ဒီချင်အောင်တွေကိုရိုးရိုးချင်အောင်တော့မဟုတ်ဘူးပါလေ။ဒါဒီချင်မလာတဲ့ဆီ insecticide တွေပုံမှားဟိုတိုက်ခိုက်တဲ့ဆီမျိုးတွေကိုမလုပ်နဲ့ဆိုရင်ချင်အောင်နဲ့နှိပ်ပြီးတော့6လတခါချင်အောင်နဲ့နှိပ်ချင်းဖြစ် happy show လောက်ကြပါလေတဲ့။ကြားသားလောက်ကြပါဘူးနော်။ people should not expose dudia should not expose ဒါဖော်ပြခြင်းမရှိရပါဘူးတရားစင်သူတို့အသားရော one mosquito က active attack ချင်းနေထကြွတောင်းကြတဲ့ချိန်မှာ active ဆိုတာသွားလာတဲ့ချိန် attack ဆိုတာကဘာလဲနေဝင်ရည်ရောချိန်ပေါ့နော်အဓိကပြောရမယ်ဆိုလို့ရှိရင်အာမိုးချုပ်ခါနေချိန်မိုးချုပ်လာတဲ့ချိန်မျိုးမှာသူတို့ရဲ့အသားရည်ကိုအော်မပြတတ်တယ်ဆိုတော့ချင်းအကိုက်မခံအောင်အလွတ်မထားတယ်ပေါ့နော်။ဒီနေရာအသားနေရာလွတ်နေမယ်ဆိုရင ခြင်ကိုက်ခံရနိုင်မှာမနော်အဲ့ဒါဘာပြောလဲဆိုရင်အဝတ်တွေကိုခြင်ကိုက်မခံအောင်အအသားနဲ့ခြင်နဲ့မထိတွေ့နိုင်အောင်အဝတ်တွေလုံခြုံစွာဝတ်ဖို့ပြောတာဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီ video မှာ preventing malaria ပေါ့နော်။ငှက်ဖျားရောဂါကိုဘယ်လိုကာကွယ်မလဲဆိုတဲ့အကြောင်းရှင်းပြခဲ့ရဖြစ်တယ်။ငှက်ဖျားရောဂါကိုဘယ်လိုကာကွယ်မလဲဆိုမှာအချက်၃ချက်ရှိရဲ။အဓိကအဖြစ်ခြင်ကိုလျှော့မယ်၊ခြင်ကိုအခြင်ကိုလျှော့မယ်ခြင်ဖောက်ဖို့အခြင်ကိုလျှော့မယ်နောက်ခြင်ကိုတက် ခြင်ုံလျှော့မယ်ခြင်ကိုက်မခံအောင်နေမယ်တော့ဒီကပားကောင်းနေကူးဆက်တာကိုကာဝဲစေသုံးမယ်နောက်တစ်ခုကခြင်ညိုဘယ်လိုမျိုးနှိမ်နေမယ်ဆိုရအကြောင်းနောက်တစ်ခုဇီဝဘေးကနီးနီးနောက်တစ်ခုကဘာလဲဆိုရင်အဲဘလိုကာဝဲမလဲကာဝဲခြင်းကအကောင်းဆုံးကာဝဲဆိုတာဘာလို့ရလဲခြင်ကိုက်မခံအောင်နေခြင်းဆိုရအကြောင်းရှင်းပြခဲ့ရဖြစ်ပါတယ် ဟိုဒီဗီဒီယိုနဲ့ပတ်သက်မရှင်းတာရှိ comment မှာမှန်းခဲ့ပြီးလို့ရတယ်။တခုသိကျင်တာနဲ့လိုချင်တာခုရှိရဲဆိုလဲ comment မှာမှန်းခဲ့ပြီးလို့ရပါတယ်။အဲအကဲရှင်းတာရှိလို့ဒီဘော video နဲ့ပတ်သက်မရှင်းတာရှိရလို့ရှင်လဲအဲ့ရနဲ့ပတ်သက်ပြီး video သိသိမို့လုပ်ပေးပါမယ်။ကျွန်တော်လည်းအဲအခက်ခဲကြာစူးစမ်းပြီးလုပ်ပေးနေတဲ့ကြောင့်နားလည်းပေးစီဆိုတာပေါ့နော်။အဲအားလုံးလည်းလိုတွန်းတောက်ကြအောင်ဒီအတွက်တောင်းပန်ပါတယ်။အကဲပေါ့နော်ဒီဘောတက်နိုင်သလားပေါ့နော်တက်နိုင်သလားဒီဗီဒီယိုကြည့်ပါ။အဲကြက်ပါပြီးတော့တစ်ခေါက်ရေးမိစေချင်ပါတယ်။ prevention အပုတ်ကတော်တော်လေးကို ောင်းပါရဲ့မေးလဲမေးကြပါရဲ့ဉာဏ်ကိုမေးကြပါနော်အဲကြောင့်ကြက်စီချင်ပါရဲ့တေချာလေးကြက်ဘူးရှိဖို့ကြက်တေချင်တာမဟုတ်ရေးစီချင်ပါရဲ့ရေးရဲ့အစစ်တီရောက်စီချင်ပါရဲ့ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ဆင်ပြေကြပါစေ